ကဲတော့မြို့ရေဒီချေတို့လုပ်ငန်းနှစ်လေးကိုဆက်ပြီးရလေ့လာကြအောင်เนาะလုပ်ငန်းနှစ်မှာဗာပြောထားလဲဆိုရင်ကျောင်းဝန်းထဲမှာတွေ့ရတဲ့မြင်ရတဲ့အရာတွေကိုပြောပြပါတဲ့ကျောင်းဝန်းထဲမှာမြင်ရတဲ့အရာတွေခုနကဒီချေတို့ဒီလုပ်ငန်းတွေမလုပ်ခင်ရှိမှာเนาะလေ့လာထားတယ်စာသင်ခန်းထဲမှာဘာတွေ့ရလဲ ကျောင်းဝင်းထဲမှာဘာတွေတွေ့ရလဲဆိုတာကိုလေ့လာထားတယ်။ကဲတောက်မြူကြီးကျောင်းဝင်းထဲမှာမြင်ရတဲ့အရာတွေကဘာတွေလဲပြောပြပါဦး။ဟုတ်တယ်။ကြောက်ခဲလေးတွေအဲ့တော့ကိုတွေ့ရတဲ့ကြောက်ခဲလေးကဘာយ៉ាងလေးရှိလဲ။နော်ဘာကြောက်ခဲလဲ။ကြောက်ခဲတော့မှကြက်စလစ်လားကြောက်ခဲတုံးလား။အយ៉ាងလေးရောဘာយ៉ាងရှိလဲ။တောက်မြူကအဲ့အရာတွေကစပြောပြတဲ့ကောင်မယ်နော်။ကဲပန်းဝင်လေးတွေ့တယ်ဟုတ်ပြီ။ပန်းဝင်လေးကဘာပန်းလဲ။ ဘာយ៉ាងလေးရှိလဲအနံ့ရောငွေရလားဟင်အဲ့လိုမျိုးလေးပြောပြတတ်ကမယ်ဟုတ်ပြီပတ်မှုလေးမှာဘာတွေកောင်းလေးနားနေလဲဟုတ်တယ်လိပ်ပြလေးနားနေအဲ့တော့လိပ်ပြလည်းမတွေ့ရဘူးလားတွေ့ရတယ်ကဲခွေးလေးရောမတွေ့ရဘူးလားတွေ့ရတာဗောเนาะ เจ้ามาบ่ได้တွေ့ရကြည်ဆိုရင်ရေပုံမှန်កောင်းရေကိုလည်းတွေ့ရသည်တယ်ကဲအဲဆိုရင်เจ้าဝင်းထဲမှာရှိတဲ့တွေ့ရတဲ့ဟာတွေကိုဒီချက်ကိုတစ်ခေါက်လောက်ပြန်ပြောကြည့်ပါဦး ဟုတ်တယ်ကြောက်တခဲတွေးရတယ်ကြောက်ခဲတွေးရတယ်เนาะခဲလုံးတော့အမျိုးမျိုးရှိတယ်ဒါလိုမျိုးပဲပြီးရင်ပန်းမှုလေးတွေးရတယ်အော်ပန်းမှုလေးရရောင်စုံပဲပန်းရောင်လေးလည်းရှိတယ်အနီရောင်လေးလည်းရှိတယ်ဟောပန်းမွင့်နေရှိရတဲ့ဘာကောင်လေးလည်းတွေးရသေးတယ်လိပ်ပြာလေးလည်းတွေးရသေးတယ်ကဲပြီးတော့ခွေးလေးလည်းတွေးရတယ်ကဲနောက်ဆုံးဘာတွေးရသေးတယ်ဟုတ်တယ်ရေเนาะရေပုံဝင်ကောင်းလည်းတွေးရသေးတယ် ဒါကအကြောင်းဝင်းထဲမှာမြင်ရတဲ့အရာတွေပဲဖြစ်တယ်။ကဲအဲ့ဆိုရင်တောက်သမီးတို့ကအကြောင်းဝင်းထဲမှာမြင်ရတဲ့အရာတွေကိုတည်ပြီးနော်။ကဲအဲ့ဆိုရင်စပ်ပြီးတော့ဒီချေတို့လုပ်ငန်းသုံးတွေကိုဒီချေနဲ့တူတူစပ်ပြီးတော့လေ့လာကြမယ်နော်။